Hello အားလုံးမင်္ဂလာပါ United Show ကနေကြိုပါတယ်ပြောင်းရွှေ့ကာလကိုရောက်ဖို့အတွက်ရက်ပိုင်းလောက်ပဲကျန်တော့တယ်ဆိုတော့အတင်းဘက်က Europa League Final မှာလည်းကျွန်တော်ရှုံးနေအပြည့်ဖြစ်သူတို့ပင် Amorin အတွက်ပေါ့နော်ပင် Amorin အတွက်ဘုံမလဲတင်းကຫນွေရာဒီအပြောင်းရွှေ့မှာချပြီးမဲ့ budget တွေအပေါ်လာပြီပေါ်လာပြီဆိုတော့ဒါတွေကလို့ပြတဲ့တင်းကပြင်းများကျွန်တော်ချားနေကြပြီလားဆိုတဲ့အခါကျတော့တို့ဒီတင်းနဲ့ပတ်သက်လို့ကြည့်ရအောင် ဒါတွေမှာခဏလေးပြောနေကြเนาะဆိုတော့ဒါကတော့ time sport ကနေပြီးတော့ report လုပ်လာတာပေါ့เนาะ MOD အနေနဲ့ Europa League မရနိုင်ခဲ့ပြီမဲ့လေလို့လာမယ့် New Year ဒီအပြောင်းရွှေ့မှာပေါင်သန်း100ကျော် budget ရရှိမှာ ဖြစ်တယ်ပေါ့เนาะဒါအပြင်ကိုအသင်းရဲ့ကစားမားတွေကိုရောင်းချတဲ့နေရာကနေပြီးတယ်အဲ့ဒီငွေတွေကိုတုံ့ပြန်နိုင်ဖို့အတွက်တူရရှိဖို့ညှိုလင့်ထားရတယ်ပေါ့ Manchester United ရဲ့ဘက်ကတော့ Anthony Santos, Marcus Rashford နဲ့ပေါ့เนาะ Jadon Sancho တို့ တောင်းချတဲ့နေရာကနေပေါင်တန်းတရာရရှိနိုင်မယ်လို့ယူထားတယ်ဆိုပြီးတော့ပြရတယ်။ဆိုတော့ဒါကလက်ရှိ Manchester United ရဲ့အခြေအနေနဲ့ပတ်သက်လို့ပေါ့လေ။နံပါတ်1ကျွန်တော်တို့အနေနဲ့အသင်းဘက်ကကျွန်တော်ပေါင်တန်းတရာ budget ရှိတယ်ပေါ့။ဒါဆိုလို့ရှိရင်အလွန်ဆုံးကျွန်တော်ရောက်နိုင်တာ2ယောက်ပဲ။ပေါင်တန်းတရာနဲ့ဘာမှမလုပ်နိုင်တော့ပါဘူး။မြားရင်ငွေမတုံးပါဘူးဆိုတဲ့ဇန်နဝါရီအပြောင်းအရွှေ့မှာ Manchester City ဟာတန်းနေရာကောက်တုံးပြတယ်။ကိုရီ3လောက်အချိန်ရတဲ့နေရာဒီအပြောင်းအရွှေ့မှာ တုံးစည်းရပေါင်သန်းတရာပဲရတယ်ဆိုတာမျိုးကဘလို့မှအဆင်ပြေမနေဘူး။တင်းတာဝန်ရှိသူတွေအနေနဲ့သူတို့ရဲ့ကိုပိုင်ငွေကျွန်တော်တို့တင်းပေါ်မှာ inject လုပ်ပြီးဖို့ပဲ investment လုပ်ပြီးဖို့ကျွန်တော်တို့ရဲ့ပိုင်ရှင်နေထံကနေပြီးတော့ဘာမှန်းကျွန်တော်အဲ့လိုသားဘူးအခုဆိုအတင်းကပူးတွဲတောင်ပိုင်တာနော်အရင်လိုဂလီစာတယောက်နဲ့ဒီနေ့ဟာရှေ့ရတွေပါတွေမဟုတ်တော့ဘူးနော်စာဂျင် regularly photo ပါကျွန်တော်တို့ပိုင်တာအခုဆိုကျွန်တော်ဘာမှမတွေ့ရဘူးဘယ်ပိုင်ရှင်ကမှငါတို့တော့အရေးကြီးတယ်မလားနော်အမှန်ကန်ကျွန်တော်တို့ဒီ ပြောမလဲအတင်းရဲ့အချိန်နေတဲ့ကိုငါတို့တော့ငါတို့ငွေစိုက်ပြီးတော့ investment လုပ်ပေးလိမ့်မယ်ဆိုပြီးတော့အတင်းကျွန်တော်ဘာမှမပေးရဘူးဘလို့မှန်းကျွန်တော်အချိန်နေမကောင်းဘူးဒါကဒါကြောင့်ပေါ့နော်တန်တရာဆိုတာမျိုးက Matthias ကုညာကိုခေါ်ပြီးသွားရင်ဘယ်သူမှထက်ခေါ်လို့မရတော့ဘူးအတင်းဘက်ကကျွန်တော်ဒါ manage လုပ်တာကောင်းရင်ပေါ့ဗျာထားပါတော့တန်တရာကျွန်တော်တို့ရမယ်ကျွန်တော်တို့ကုညာကို62တန်းနဲ့ကျွန်တော်ခေါ်လိုက်မယ်ပြီးရင်တန်းနဲ့ဆက်နဲ့ Ryan Chucky ကိုခေါ်မယ်ဗျာမင်းအဲ့ဒါကပြီးသွားပြီဒါဆိုလို့ရှိရင်ဟောတိုက်စစ်ကအတိုင်းတန်တစ်ခုဒီကောင်းသွားပြီ အိုက်စင်မူစစ်စစ်တရားကိုထွက်ခေါ်ဖို့အတွက်ကတော့ဒါကတော့ကိုအသင်းရဲ့ Rashford တို့စံနော်ဒီကစားမတွေကိုရောင်းချရင်းကနေပြီးတော့ဝင်ရတဲ့အပေါ်မှာပါပဲဆိုတော့ဒါကြောင့်တန်တရာဆိုတာတွေရာဒီအပြောင်းရွှေ့ကိုပြင်ဖို့မလုံတော့ဘူးမလုံတော့ဘူးဒါကြောင့်လည်းပဲကျွန်တော်တို့သိတဲ့အတွက် Europa League ကတော့ရဖို့ရမှာဖြစ်မယ်ဆိုတဲ့ပုံစံထုတ်ခဲ့ကြတာလုံနိုင်ခဲ့ဘူးတော်တော်ကိုတော်တော်ကိုအချိန်ကြီးကစိုးနေပြီဆိုတော့အသင်းဘက်က Rashford တို့ Sancho တို့ အန်တိုနီဆန်တိုးစ်တို့ကိုရောင်းတဲ့နေရာကနေတန်းတရာတော့ရဖို့ခံမှန်းထားတယ်ပေါ့မာကတ်စတရက်ဘုတ်ကိုကျွန်တော်ကတန်း၄၀နဲ့ရောင်းကျင်တာဆန်ချိုကို၂၅တန်းနဲ့ကျွန်တော်ရောင်းကျင်တာအန်တိုနီဆန်တိုးစ်ကို၃၅တန်းနဲ့ကျွန်တော်ရောင်းကျင်တာမေကွန်ကဘသူခေါ်မှလဲပေါ့ရက်ဘုတ်ကိုကတော့ခေါ်ကျင်တဲ့အသင်းတွေရှိတယ်ထားအောင်ကျွန်တော်လူကျင်တဲ့တန်း၄၀ပေးပါမလားတန်း၄၀ကျွန်တော်ပေးပါမလားမာကတ်စတရက်ဘုတ်ဆိုတော့ရက်ဘုတ်ကိုရောင်းရင်တော့တန်း၄၀လောက်တော့ကျွန်တော်ရအောင်ရောင်းနိုင်မှကျွန်တော်ဖြစ်မှာ ။ဟုတ်လို့ရှိရင်အချင်းကြီးကမကောင်းဘူး။ Rashford လိုကစားမမျိုးကိုတန်း40လောက်ရမှအသင်းကအဆင်ပြေမှာ။ကိုအသင်းကတကယ်နွေးမှာအမှန်ကန်ရောင်းနိုင်နေဆိုလို့ရှိရင်တော့မဆိုးဘူးဗျာ။ဒီလေရောင်းနိုင်နေဆိုလို့ရှိရင်မဆိုးဘူး။ကျွန်တော်ပြောတဲ့ကစားမ3ယောက်ကိုတန်း100လောက်တော့ကျွန်တော်ရအောင်ရောင်းနိုင်ရမှာ။ဒါအသင်းရဲ့ပတ်ပြောင်းရွှေ့နေပတ်တယ်လို့ပေါ့။ဒါကြောင့်အသင်းမှာကခုနကကျွန်တော်ပြောသလိုပဲ VR ဒီပြောင်းရွှေ့ကကျွန်တော်တို့အတွက်တော်တော်ကိုကျွန်တော်တို့က ထက်ထက်မြက်မြက်ကျွန်တော်လုံမရတော့မှာအရင်လိုမျိုးအာဒီကောင်ကတော့ကစားမကောင်းမေကွာရော့တန်း60ရော့တန်း80ပြစ်ပီလို့ကျွန်တော်မရဘူးဂူဒမနီယာကျွန်တော် ပြောင်းရမယ်ဂူဒမနီယာဖြစ်နိုင်နှစ်ယောက်တောင်ကျွန်တော်ခေါ်ရမှာအန်ဒရယ်ဦးနန္နာကောလုံဝဒီ LT ပါရင်တာကောဘာမှအဆင်မပြေတော့ဘူးနှစ်ယောက်တောင်ကျွန်တော်ခေါ်ရမှာဂူဒမရီယာဇီးကြီးနေဖို့ကျွန်တော်မလိုဘူးရေချင်းရှိတဲ့ဂူဒမတွေအများကြီးဦးနန္နာထက်တော့မင်းဘိုင်နာပဲပူဆိုးတာဗျဘိုင်နာတော့ဦးနန်းနာတော့မဆိုးဘူးဟုတ်တယ်မလားဒါပေမဲ့လို့နှစ်ယောက်ဆုံးကရည်ချင်းမရှိဘူးဆိုတော့ဒီကစားမတွေကိုကျွန်တော်လုံးဝလက်လွတ်ဖို့လိုပြီ ဘူးသမားနေရာတွေနှစ်ယောက်ကျွန်တော်အစားထိုးရမယ်ဆန်နာဘက်တီတဲကလူရှောထွက်မယ် sorry ဆန်နာဘက်တီတဲကကျွန်တော်ဒီလန်နီဟင်းဒီဒီလော့ဖ်ကျွန်တော်ထွက်မယ်နော်လစ်ဆန်ရိုမာရီနက်စ်ကအင်ဂျူဒီခဏတိုင်းရတယ်လူရှောကအင်ဂျူဒီခဏတိုင်းရတယ်ကျွန်တော်ဘယ်သူ့ကိုသွားအားကိုမလဲအများကြီးကျွန်တော်တို့မရှိဘူးဆန်နာဘက်ကအစားထိုးရမယ်ကွင်းလေအေရစ်ဆန်ထွက်မယ်ဘူဂါဒီယာအခြေအနေမကောင်းဘူးကက်ဆမေတို့ကအသက်ရွယ်ရလာပြီဆိုတော့အသင်းကလည်းကွင်းလေကလည်းအ ਨੇ စုံအစားမထိုးနိုင်ဘူးဆိုတော့တစ်ယောက်တော့အစားထိုးမှရမယ် ဝင်းဘက်တယောက်ဝင်းဘက်အစားမထိုးချင်ဘူးဆိုရင်ကျွန်တော်တို့ထပ်ပါတော့ Ryan Chagi ကိုရောက်အောင်ခေါ်မှရမယ်။ Chagi ကိုခေါ်လိုက်လို့ရှိရင် Nero Nebatan ကိုသူကစားခွင့်ရမယ်။သူ့ရဲ့ဝင်းဘက်မှာ Ahmed Dia လို့ရှိမယ်။ Master Wi ရှိမယ်၊ Dara ရှိမယ်၊ Patrick Du ကိုရှိမယ်။ကစားမရရတော့မကောင်းဘူး။ဒါပေမဲ့လို့ကျွန်တော်တို့ကလူရည်ပြောင်းရွှေ့တကူလုံးအစားထိုးလို့မရတဲ့အခြေအနေမျိုးမှာသူတို့နဲ့ပဲဆက်သွားရင်တော့မှအဲ့လောက်ထိပြဿနာမရှိဘူး။တိုက်စစ်ကမဖြစ်မနေကျွန်တော်အစားထိုးရမယ်။ကိုညာကိုကျွန်တော်တို့ခေါ်ရမယ်။နော်တိုက်စစ်မှုစစ်စစ်နောက်တစ်ယောက်ထပ်ခေါ်ရမယ်။ တော့အသင်းမှာအပြောင်းလဲတွေအများကြီးလုပ်ရမယ့်အခြေအနေမျိုးမှာတန်းတရာလောင်းတွေကဘာမှလုပ်လို့မရဘူး။ဒါအပြင်ကစားမားတိုင်းကိုတန်း60တန်း60တန်း60ပြီးခေါ်လို့ကျွန်တော်မရဘူး။အဲကြောင့် United တွေလာမယ့် New Year ဒီအပြောင်းအရွှေ့ဟာထက်ထက်မြက်မြက်လုပ်ဖို့လိုတယ်ဆိုတာဒါကိုပြောတာခုနကပြောသလိုပဲကျွန်တော်အနေနဲ့ကိုညာကိုဗျာတန်း60နဲ့ကျွန်တော်တို့ခေါ်မယ်။ဟုတ်တယ်မလား။ဒီ Ryan Chucky ကိုတန်း20လောင်းနဲ့ကျွန်တော်ရောက်အောင်ကျူးပန်းနိုင်နေဆိုလို့ရှိရင်အဲ့မာရင်ကိုပဲတကယ်အကြီးချင်းရှိတဲ့ကစားမား2ယောက်ကိုကျွန်တော်ကတန်းတရာအောက်နဲ့ကျွန်တော်ရမှာ။ ဒါဟာဒီဘက်ကမှာ imminent imminent အလုပ်လုပ်ဖို့ခဲရင်နေနော်အဲ့လိုပမာဏမျိုးနဲ့နှစ်ယောက်ကိုရဖို့ကနော်ဆိုတော့ဘာလို့မြန်ချာကီကိုတန်း20လောက်25တန်းလောက်နဲ့မြန်ဈေးကွက်ထဲမှာရနိုင်နေလေတော့ကျွန်တော်တို့မသိဘူးနော်ချာကီကတော့လုံးဝလုံးဝဘီယွန်ကနေထွက်မယ်လို့သူပြောထားတာကိုဒါပေမဲ့လို့ဗျာအတင်းကရအောင်ကြိုးပမ်းရမှာအခုချိန်ဒီချာကီနဲ့ပတ်သက်လို့လည်းဘာသတင်းမှကျွန်တော်မကြားရသေးဘူးဆိုတော့တန်း100လောက်နဲ့ကျွန်တော်တန်း100လောက်ပဲ budget ရှိတယ်ပြန်တဲ့အားကတော့ကိုအတင်းကစားမတွေလက်လွတ်နိုင်မှာမဟုတ်ရင်တို့ငွေသုံးစရာမရှိဘူးဆိုတော့ MODIN ရဲ့ ဒါမဲ့နေရာဒီပြောင်းချွေအခက်ခဲကတော်တော်ကိုကြက်တဲလေးဦးမယ်လို့ကျွန်တော်ထင်တယ်။ဒါအပြင်သူကိုယ်တိုင်လည်းဘာမှတိတ်ပြီးတော့လှုပ်လို့မရဘူး။အတင်းတာဝန်ရှိသူတွေဘက်ကသူတို့ကျူးကန်းကြမှာဆိုတော့ MOD င်းအတွက်တော့တော်တော်ကိုအချိန်ကြီးစိုးပါတယ်။ဆိုတော့ညီကလေးနေနေရောတန်းတရာလောင်းနေကျွန်တော်တို့ရဲ့လက်ရှိလာမဲ့နေရာဒီအပြောင်းချွေကိုဘယ်လောက်ထိပြောင်းလဲနိုင်လိမ့်မယ်လို့ညီကလေးလည်းသူနေကြပါအောင်အားလုံးကိုကျေးဇူးများကြီးတင်ပါတယ်။